ာဆန်နယ်အသင်းကစပိန်ဝိုင်းကိုတမခက်ပါနဲ့ဘရန်ဖူအသင်းကောင်းဆောင်ခရစ်ယာန်နော့ဂတ်တို့ကိုခေါ်ယူဖို့တဘောတူညီမှုရရှိခဲ့ပါတယ်။အာဆန်နယ်အသင်းရဲ့အားကစားတော်ရိုက်တာအန်ဒရီးယားဘာတာရဲ့ထုံးစံအတိုင်းတိတ်ဆိတ်တဲ့လက်ရှာတွေလို့ပြောလို့ရတယ်။ဒါကြောင့်မလို့အန်ဒရီးယားဘာတာရဲ့တိတ်ဆိတ်တော်လှုပ်ရှားမှုတွေအကြောင်းအာဆန်နယ်အသင်းကိုတက်ရောက်မှုတွေအကြောင်းနဲ့ခရစ်ယာန်နော့ဂတ်ခက်ပါတို့ကအာဆန်နယ်ကိုဘလို့အရာတွေယူဆောင်လာပေးမလဲဆိုတဲ့အကြောင်းတွေကိုဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါ C2 Opinio ကနေကြိုဆိုလိုက်ပါရယ်အင်္ဂလန်ယူ21ပွဲပြီးတဲ့အချိန်မှာ Christian Nugget ရဲ့သတင်းကတက်လာအံအသင်းဖို့ကောင်းတယ်ဘသူမှဒီဟာကိုမသိခဲ့ကြဘူးလုံးဝတိတ်ဆိတ်နေတဲ့သတင်းဖြစ်ခဲ့တယ်တိတ်ဆိတ်နေတဲ့အချိန်တွေကနေဝုန်းဆိုပြီးထွက်လာတယ်ဒါကပဲ Andrea Barta ရဲ့လှုပ်ရှားမှုတွေဖြစ်တယ် Andrea Barta ကဒါ Edu Gaspar ရဲ့နေရာကိုစက်ခံတဲ့အားကစား Director Sport Director Technical Director ဖြစ်တယ်ပေါ့နော်အဲ့တော့ Barta အနေနဲ့ Atletico Madrid အသင်းမှာ73နှစ်ကျော်ကြာ လက်စွမ်းနေပြခဲ့ပြီးပြီဘောနော်အဲ့တော့အာဆင်နယ်ကိုရောက်လာတယ်သူ့အကြောင်းကိုအရင်ကြီးမသိကြဘာဖြစ်လို့မသိကြတယ်လဲဆိုတော့သူကမီဒီယာရင်းနဲ့တိတ်ပြီးတော့တွေ့လို့မရှိဘူးအဲအင်တာဗျူးတွေပေးလို့မရှိဘူးတော်တော်လေးကိုတိုးတိုးတိတ်တိတ်နေတတ်တဲ့လူမျိုးဖြစ်တယ်အီတလီယန်လူမျိုးဖြစ်ပြီးတော့ဒါအီတလီမှာဆိုရင်ပါမာဂျီနိုဝာဒီအသင်းတင်တဲ့အတူဘောနော်2013မတိုင်ခင်တော့သူဒါလုတ်ပြခဲ့တယ်ဘောနော်အဲ့တော့သူက finance ဘက်က finance ဘက်က corporation တွေဘက်ကအဲ့ရနေမှာသူကဒီ တကြရရချင်းမရှိတဲ့ဘောလုံးလော့ကတွေကိုကူးလာပြီးတော့အခုတော့အောင်မြင်နေပြီပေါ့နော်အဲ့တော့သူကူးလာခဲ့တဲ့ဒီလှုပ်ရှားမှုကတော့ bold ဖြစ်တယ်လို့ပြောရမှာပေါ့ကျွန်တော်တို့ Morris Zero Sari ဆိုရင်ပိုင်ဝင်တန်းဘွားကနေဒါနီးပြဖြစ်လာတယ်ပြောင်းလာတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးကျွန်တော်တို့ Bardos ီမှာတွေ့မြင်ရတယ်အဲ့တော့ Italian ဒီ sport writer တွေထုံးစံအတိုင်းတကယ်တော့ဆရာကြီးတွေဒါပေမဲ့အတန်သိမ်းမထွက်ဘူး မီဒီယာမြင်ကွင်းမှာတိတ်နေလေမရှိဘူးတိုးတိုးသေးသေးလှောက်ရှားတတ်တယ်ပေါ့နော်အဲ့တော့အခုခက်ပေါ်မှာရောကျွန်တော်တို့ Norget မှာရောအခုပုံစံမျိုးလေးတွေတိတ်ဆိတ်တဲ့ပုံစံမျိုးလေးတွေကိုတွေ့မြင်ရတယ်လို့ကျွန်တော်ကတော့ယူဆတယ်နောက်ပိုင်းလေးတရားတွေဆက်ပြီးတော့မြင်ရမယ်လို့ကျွန်တော်အနေနဲ့ယူဆမိတယ်ဒါကဒီ border ရဲ့ထုံးစံတစ်ခုပေါ့နော်အဲ့တော့ဒီ border အနေနဲ့ဒါ Atletico မှာအောင်မြင်မှုတွေရရှိခဲ့တာအလုံးလဲဒါအတိပဲပေါ့နော်အထွေထူးတွေပြောနေကြမှာမလို့ကျွန်တော်တို့ကစားသမားကောင်းတွေများစွာကိုခေါ်ယူခဲ့တယ်မန်ကန်နဲ့ခေါ်ယူမှုတွေကတော့များတယ်မားရွှဲနဲ့ခေါ်ယူမှုတွေတချို့လည်းရှိတယ် ပြီးတော့ ball game တွေလည်းအများကြီးရှိခဲ့တယ်ပေါ့နော်ဈေးချွတ်ချိုလေးနဲ့အကောင်းဆုံးဖြစ်လာတဲ့ကစားသမားတွေအများကြီးရှိခဲ့တယ်တချို့သောကစားသမားတွေကတော့နည်းနည်းလေးလွဲမှားခဲ့တယ်ဈေးကြီးသွားတာမျိုးပေါ့နော်အမှ Thomas Limmer တို့ Thomas Limmer ကမှအသင်းအတွက်အကျိုးပြုနိုင်ခဲ့သေးတယ်နောက်ပိုင်းမှာ Joe Phillips တို့ဈေးအရင်ကြီးခဲ့တယ်ဒါပေမဲ့အလုပ်မဖြစ်ဘူးပေါ့နော်အဲ့တော့ အကောင့်အစိုးတော့ဒါအလုံးမလုံးတော့ဘာမှရှိမှာမဟုတ်ဘူးလုတ်လုတ်တဲ့လူတွေအတွက်ကတော့အကောင့်နေလည်းရှိမယ်အစိုးတချို့လည်းရှိမယ်ပေါ့နော်တင်ကြတာကဥရောပမှာ network အရန်ကောင်းတယ် reputation အရန်မြင့်တယ်အားကစား writer တယောက်ဖြစ်တယ်အဲ့တော့ architecture နဲ့ဒီဆက်ဆံဖို့ကြတော့ architecture နဲ့ edu နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ပြီးတော့ edu က architecture boss sponsor မဟုတ်ဘူးအပေါ်မှာမရှိဘူး architecture ရာထူးက manager ဒီ manager ရာထူးကိုတိုးပေးထားတာပေါ့နော်အဲ့တော့အမ် သူတို့က partnership ပုံစံသွားတာပေါ့လေအဲ့တော့အဲ့လိုမျိုး barter နဲ့ partnership ပုံစံသွားဖို့အတွက်ဆိုရင်လေဒီ barter မှာဒီကိုစင်မီယိုအနေနဲ့လောက်ကင်ခဲ့တဲ့အဲ့လိုပုံစံမျိုးပေါ့နော်ပခုံးချင်းရှင်ပြီးတော့အတွဲ partnership အနေနဲ့လောက်ကင်ခဲ့တဲ့တွေ့ကြုံတွေရှိခဲ့ပြီးသားပေါ့နော်အဲ့တော့ဒီအတွက်လည်း Andrea Barter ကအသုံးဝင်တယ်ပေါ့နော်အဲ့တော့တခြားအသုံးဝင်တဲ့အချက်တွေအရင်ပြောခဲ့အခုတိတ်ဆိတ်စွာခေါ်ယူခဲ့တဲ့ Kepa နဲ့ Nokep ပေါ့လေအဲ့တော့ Hiri ကိုတည်င်းနဲ့တတ်ထားတယ်ပြီးတော့ဒီခိုင်မာတဲ့တည်င်းရင်းမြစ်တွေက ဒီအတည်ပြုထားတာဖြစ်တဲ့အတွက်မကြခင်ရောက်ရှိတော့မယ်လို့ပဲကျွန်တော်အနေနဲ့ယူဆပါတယ်အတီးတော့မဖြစ်သေးဘူးပေါ့လေအဲ့တော့ဒီအချိန်ဒီမှာကက်ပါကဈေးသက်တာတယ်ပြီးတော့ဒါအသက်30အရွယ်တွစ်ကြုံရင်ကိုးသမားဖြစ်တယ်စပိန်လက်ရွေးစင်လည်းဖြစ်ခဲ့တယ်ပြီးတော့ဒီရီယယ်မက်ဒရစ်မှာလည်းသူကစားခဲ့တယ်ပြောမစို့လာလီဂါမှာလည်းပွဲတွေအများကြီးကစားခဲ့တယ်လို့ပရီးမီးယားလိမှာလည်းပွဲရာကျော်ကစားထားတဲ့ကိုးသမားအဲ့တော့ဒီလိုကိုးသမားဒီလိုအဆင့်အတန်းကိုငါးသန်းလောက်နဲ့ရတာကတော်တော်လေးကိုတန်တယ်လို့ပြောနိုင်တယ်ပြီးတော့ဒီဒေးဗစ်ရီယာကိုကောင်းကောင်း ဒီ pressure ပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီ antisa ကအဲ့လိုပုံစံကိုသဘောကျတယ်ထင်တယ်ပေါ့နော်အဲ့တော့ဒီသူ ramsey နဲ့ ria တော့ကလည်းအဲ့လိုပုံစံမျိုးပြုလုပ်ခဲ့အဲ့တော့ ramsey တက်ဆိုင်တော့ဒီ caper ကပို့ပြီးတော့ဒီ basic skill မှာပို့ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ caper ကဒီ parmission ကိုသမားတယောက်အနေနဲ့ပေါ်ထွက်လာခဲ့တာ ramsey တို့ကြတော့ဒီတာမန်ကိုသမားတွေကောင်းတယ်ဆိုတဲ့ဒီနာမည်ရတဲ့ကိုသမားတွေလောက်ပဲရှိပြီးတော့ caper တို့ကြတော့စပြီးတော့ပေါ်လာတဲ့ကကမ္ဘာအကောင်းဆုံးဖြစ်လာနိုင်တဲ့ကိုသမားရယ်ဆိုပြီးတော့ အဲ့လိုပါရမီရှင် scale မျိုးနဲ့တက်လာတာပေါ့နော်ဖြစ်တာမဖြစ်တာတော့တကယ်လားပေါ့ဒါပေမဲ့ဒီ basic ဒီသူ့ရဲ့ scale ကတော့တော်တော်လေးကိုမြင်တယ်ပြောမလို့ real ထက်တောင်မြင်တယ်လို့ပြောလို့ရသေးတယ်ကိုးပေါက်ကာကွယ်မှုဒီ reflexes တွေနဲ့ဒီ short stopping ability တွေမှာပေါ့လေအဲ့တော့ဒီလိုကိုးသမားမျိုးကိုရရှိလိုက်တာတော်တော်လေးကိုကောင်းမွန်တယ်ပြီးတော့အထိုက်လေးရောက်ဒီ real လိုမျိုး ball skills ပေါ့နော်ဘောလုံး ဒီ football link skill အရင်မကောက်ပေမဲ့အထိုက်လျောက်ကောင်းတဲ့ကိုယ်တမဖြစ်တယ် tradition နဲ့ဘက်ကိုနည်းနည်းလေးပိုချိန်တယ်ဒါပေမဲ့ lower tradition လည်းမဟုတ်ဘူးတဟဲရလို့ lower tradition လည်းမဟုတ်ဘူးဘောလုံးကိုကောင်းကောင်းကစားနိုင်တယ်အဲကာကွယ်မှုနှုန်းကတော့ဒါတော်တော်လေးကောင်းတယ်ပြီးခဲ့တဲ့ရာသီဘုံမောက်အတင်အဓိကကိုယ်တမလည်းဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အရန်တန်တယ်ပြီးတော့စိတ်ဝင်စားဖို့ပိုကောင်းတာ nugget လုံးဝအသံမထွက်ဘူး ဒီခပ်ပါကမှနည်းနည်းလေးအသံထွက်သေးတယ်။ Nugget ကလုံးဝယုတ်ရီ surprise ဆိုပြီးတော့လှုပ်သွားတယ်အပြောင်းအရွှေ့မျိုးပေါ့နော်။အော်တကယ်တော့ဒီ Thomas Partey ဒီထွက်ပြီးဆိုတဲ့တဲ့င်းနဲ့ Nugget ကိုရပြီဆိုတဲ့တဲ့င်းနဲ့တပြိုင်တည်းပေါ့နော်။တရက်သေးလို့ထွက်လာတာပေါ့လေ။အော် Thomas Partey ကိုစာချုပ်သက်တန်းတိုးဖို့အတွက်သဘောတူညီမှုမရရှိတော့ဘူး။အဲ့တော့ Christian Nugget ကိုဒါခေါ်ယူလိုက်တယ်။အသက်30နှစ်အရွယ်ရှိတဲ့အတွက်တချို့သောပြိုင်သက်တွေနဲ့ပြိုင်ပတ်အသင်းပြိုင်သက်တွေကဝေဖန်ခြင်းတို့လိုခနဲ့ခြင်းတို့လိုမျိုးရှိကြတယ်။ဒါပေမဲ့လေကျွန်တော်တို့က game ဆော့နေရမဟုတ်ဘူး။ game ထဲမှာတော့ ်အသက်ကြီးတဲ့ကစားသမားကိုခေါ်တာမကောင်းဘူးပါဝါမတက်ဘူးဆိုတဲ့အရာရှိရဲဒါပေမဲ့အပြင်မှာကအဲ့ဒီအရာတွေက nonsense တွေအဲ့ဒါတွေကဒီအသက်ကြီးတဲ့ကစားသမားမှာအားနေချက်ရှိအဲ့ဒါကပါလဲဆိုတော့ resell value မရှိဘူးဆိုတဲ့အရာပေါ့နော်ဒါပေမဲ့အခုခေါ်လိုက်တဲ့ပတ်စံက euro 17တန်းဝန်းကျင်လောက်ပဲရှိရဖြစ်တဲ့အတွက်အဲ့ဒီပစံလောက်ကအစင်းနဲ့အတွက် receive value တွေပါလေ view site နေစရာအနေထားမဟုတ်ဘူးပေါ့နော်အပြီးတော့ဒီ Thomas Partey နဲ့ Georgie Nyoro ကလာစာတော်တော်လေးညင်းနေတယ်မှာပါတဲ့ကစားသမားတွေဖြစ်တယ် ခရစ်ယာန်နော့ဂတ်ကအဲ့လောက်ဘလို့မှမြင်စရာအကြောင်းမရှိဘူးဒါတသိန်းကျော်ဖို့တော့မရှိဘူးလို့သတ်မှတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဘလို့ညှိနေလဲတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီပုံမှန် normal အနေထားတစ်ခုကိုကျွန်တော်တို့ဒါချင်းကပ်မယ်ဆိုရင်ဈေးတက်တာတယ်ပြီးတော့လစာနှုန်းဒါတက်တာလည်းကစားသမားဖြစ်တယ်အဲ့တော့အဲ့လောက်ပတ်စံလောက်ကအာဆင်နယ်တို့ကစကားရိုက်ထည့်ပြောနေစရာမလိုဘူးပေါ့နော်အဲ့တော့ဒီစာချုပ်တက်တန်ဘလောက်တွေပါကျွန်တော်အတိအကျမသိဘူး၃နှစ်ဝန်းကျင်နဲ့ရောက်လာရင်မြေလို့ကျွန်တော်ကတော့ယူဆမိတယ်ပေါ့နော်အဲ့တော့အသင်းကိုချက်ချင်းလက်ငင်ဒီအင်အားတောင့်တင်းစေတဲ့အပြောင်းအရွှေ့မျိုးဖြစ်တယ် အဲဒီ Brentford ရဲ့အသင်းကောင်းဆောင်လည်းဖြစ်တယ် Premier League 400ဒီလုံးမှာအကောင်းဆုံးပါဝင်ခဲ့တယ်အဲ့တော့ Brentford နဲ့ပတ်သက်လာရင် Imperton စိတ်ဝင်စားစရာကောင်းတဲ့အချက်ရှိတယ်ပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ဒီ defense ကစားတဲ့အခြေအနေ of the ball position အခြေအနေကိုလေ့လာကြည့်တဲ့အခါမှာ low block ကစားတဲ့အသင်းတွေရှိတယ်အဥပမာ Nottingham Forest လို့ပေါ့နော် ပြီးတော့ high pressing ကစားတဲ့အသင်းတွေရှိတယ်ဘုံမောက်လို့လို့အသင်းတွေပေါ့နော်အဲ့တော့အဲဒါကဒီ polarize ပေါ့ hubert dynamic ပေါ့ဒါအဲ့တော့အလဲမှာအကောင်းဆုံးအသင်းတွေထဲမှာ arsenal အသင်းကတော့ pressure ဘက်ကို high pressing ကိုပို့ပြီးတော့လုပ်တယ် တော့ pressing back မှာပုံပြီးရှောက်တယ်သူကအသင်းကြီးဖြစ်နေတာအဲ့တော့အဲ့ဘက်မှာရှောက်တယ်ဒါပေမဲ့အဲ့နှစ်ခုစလုံးကိုအကောင်းဆုံးလုပ်နိုင်တဲ့အသင်းအဖြစ်ကျွန်တော်တို့ data statistical နည်းရခွဲထုတ်လိုက်တဲ့အခါမှာဘုံမောက်အသင်းတည်ရှိနေတယ် အဲ brand for authentication နေ brand for ကအကောင်းဆုံးပဲအဲ့တော့ဒါက data ကိုကိုးကလာဖြစ်ပြီးကျွန်တော်တို့ brand for ပွဲတွေအားလုံးကြည့်ပူကြတယ်အဲ့တော့အသင်းငယ်တွေတွင် brand for ကတိတ်ဖို့ကြိုးစားတယ်အသင်းလက်ချင်းချင်းဆိုရင်ပုံစံတစ်မျိုးနဲ့ကစားပြီးတော့အသင်းကြီးတွေဆိုရင်ပိတ်ကန်ဖို့ကြိုးစားတယ်ပေါ့နော်အဲ့တော့ပိတ်ကန်ခြင်းဆိုတာ low block ဖြစ်ပြီးတော့တိတ်ဖို့ကြိုးစားတယ်ဒီ attacking mindset football တွေမှာကတော့ high pressing စနစ်တွေပါဝင်တယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုစလုံးကို brand for ကအကောင်းဆုံးလုပ်နိုင်ခဲ့တယ်အဲ့လုပ်နိုင်ခဲ့တဲ့နေရာမှာအရေးပါတယ်ကစားသမားကွင်းလေရဲ့ hand check ထင်းကြီးသူက Christian Nogat ဖြစ်တယ်အဲ့တော့ Christian Nogat ဟာ brand 4ရဲ့ဒီခေါင်းတိုက်ကောင်းတဲ့ set piece တွေမှာအရင်ကောင်းတဲ့ကစားသမားဖြစ်သည့်နီးတူပေးပို့မှုအပြင်လည်း progressive passes တွေ progressive carry တွေကနည်းပါးတဲ့ကစားသမားမဟုတ်ဘူးကောင်းတယ်ပေါ့နော်အထိုက်လေးရောက်ကောင်းတယ်သူ့ဈေးထဲထဲမှာဆိုတော်တော်ကြီးကောင်းတယ်လို့အောင်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ Nogat မှာအဲ့လို value တွေရှိရဲဒါကြောင့်မလို့တာမန်မဟုတ်ဘဲနဲ့ Arsenal လိုအပ်တဲ့ဒီစွမ်းရည်နဲ့ကွက်တီဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ progressive passes per 90က3ဝန်းကျင်လောက်ရှိတယ်ပေါ့နော်အဲ့တော့ Jorginho က5လောက်တော့ရှိတာပေါ့ဒါပေမဲ့ ကျော်ရှင်တို့ထက်ပိုကောင်းတဲ့အရာတွေအများကြီးအသက်ပိုငယ်တယ် physical အများကြီးပိုကောင်းတယ်တန်ရာပြဿနာကင်းရှင်းတယ်ယာဒီအများကြီး premier league မှာတောင်ကြကြပြကြကြကစားလာပြီးသားခံစစ်ပိုကောင်းတယ် interception တွေပိုကောင်းတယ် area သွတ်တွေပိုကောင်းတယ် area သွတ်မှာ defense တွေလည်းပိုကောင်းသလိုတိုက်စစ်အတွက်ကိုလည်းအများကြီးအကူအညီပေးနိုင်တယ် goal တွေလည်းဒီ set piece ချင်းတွေကအများကြီးတွင်းပေးထားတယ်ဒီယာဒီမှာလည်းအများကြီးတွင်းခဲ့တာကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့ဒီကစားသမားစီရရရှိနိုင်တဲ့အရာတွေကအများကြီးပဲ ဒါကြောင့်မလို့ဒီတိတ်ဆိတ်စွာလှုပ်ရှားပြီးတော့ကောင်းမွန်တဲ့ target တစ်ခုကိုသူတို့ရွေးချယ်နိုင်ခြင်းဖြစ်တယ်တော်တော်လေးကိုအန်အသင့်ပြီးပြီးတော့ဒါကျွန်တော်အနေနဲ့ဆိုရင် Capardus and Norget ကိုခေါ်ပြီးတော့တော်တော်လေးကိုဒါချီးကျူးမိတယ်အန်အသင့်ပြီးတော့သူတို့ဘလိုများဒီလောက် quality ကိုက်နိုင်တယ်ကစားသမားကိုရှာဖွေတွေးရှိရလဲပေါ့နော်အဲ့တော့ပုံမှန်အပြင်းဆိုရင်တော့တခြားအသင်းရဲ့အသင်းကောင်းဆောင်ကိုခေါ်ဖို့အတွက်စဉ်းစားမှာမဟုတ်ဘူးလေဒါပေမဲ့သူတို့စဉ်းစားခဲ့ခြင်းဒီကန်လန်းတယ်ပေါ့နော်ကန်လန်းပြီးတော့ဒါတော့ပြောင်းလာပါအချိန်တိုင်းတာတစ်ခုပဲလိုရဲလိုယူဆတယ်ဒေးဗစ်ရီယာတော့ကလည်းအောင်မြင်တဲ့ ပုံစံကိုဒါချပြခဲ့ပြီးသားဒါအပြင် real ရှိတော့ကလည်း real ကဒီ brandfo ရဲ့ leadership အုပ်စုတွေကတယောက်ဖြစ်တယ်ထို့အတူဒီ nogal က leadership အုပ်စုတွေကတယောက်ဖြစ်တဲ့အပြင်ပင်တိုင်အသင်းကောင်းဆောင်လည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ leadership စွမ်းရည်တွေပြီးတော့သူ့ရဲ့အနေအထိုင်အစရှိတဲ့ဖြင့်တော်တော်လေး perfect ဖြစ်တယ် arsenal နဲ့အရင်ကြိုက်တယ်ပေါ့နော် physical monster ဖြစ်တယ်အထိုင်အလျောက် technical skill ကောင်းတယ် tactical ဘိုင်းအားဖြင့်တော်တော်လေးဒီသုံးဆွဲနိုင်တဲ့အနေအထားမှာရှိတယ်ပြီးတော့ service ကောင်းတယ် အဲ့တော့အာဆင်နယ်ရဲ့မိုးထဲမှာကွက်တီလောင်းထည့်လိုက်တဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဒီခေါ်ယူမှုတွေကတော့တော်တော်လေးကိုချီးကျူးကျင်တယ်။ဒီဇူဘီမန်ဒီကိုတော့ကျွန်တော်စောင့်အောင်ပဲပေါ့နော်။ဇူဘီမန်ဒီကလည်းရောက်ပြီလားဆိုတာကျွန်တော်တို့မင်းစင်မှာနောက်တယ်လို့ပေါ့နော်။၄កောက်၅កောက်လောက်ရှိပြီရောက်နေတာပေါ့။အခုဒီတော့အင်ဂျီမကင်သေးဘူးဆိုတော့လို့ပေါ့နော်။ဒါပေမဲ့ဒါတွေကအဲဒီ matter time တစ်ခုအနေနဲ့ ဘယ်ဆောင်ရလို့မှာပါရောက်လာဖို့တေချာတော့ဖြစ်နေပြီပေါ့နော်အဲ့တော့တော်တော်လေးကိုတတိစစိမ့်နဲ့ကောင်းကောင်းမလှုပ်ရှားနေတာကိုတွေ့ရတယ်တချို့သောအဆင်နဲ့ပြိသက်တွေနေနေလဲစိတ်ပြက်မလားဘလို့လဲတော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ပြိသက်တွေအတန်ကျွန်တော်တေချာမသိဘူးဒါပေမဲ့ကျွန်တော်ရဲ့အဒီအမြင်နဲ့ကြည့်ရမယ်ဆိုရင်တော့ပြီးတော့ဒီ journalist တွေရဲ့သုံးသက်ချက်တွေပြီးတော့ data အရကြည့်မယ်ဆိုရင် glue set အရပဲကြီးကြီးတော်တော်လေးအဆင်ပြေနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါ Andrea Barta ရဲ့ခြေရလက်ရည် ဖြစ်တယ်ကျွန်တော်တိတ်ဆိတ်တော့လှုပ်ရှားခြင်းတွေပေါ့နော်ဒါအပြင် Andrea Butter ရဲ့နောက်ထပ်ကောင်းမွန်တဲ့အချက်ချက်ရှိသေးတယ်အဲ့ဒါကပါလဲဆိုတော့ selling ads ပေါ့နော်ကျွန်တော်မနေ့ကလည်းရောင်းချခြင်းနဲ့ပတ်သက်တဲ့ကစားသမားရောင်းချခြင်းရဲ့အရေးပါပုံကိုပြောခဲ့တယ်အဲ့တော့ Manchester United နဲ့ဥပမာပေးခဲ့တယ် Arsenal ကလည်းတော်တော်လေးညံ့တဲ့အသင်းထဲမှာပါတယ်ပေါ့နော် Arsenal ရဲ့ဈေးအကြီးဆုံးရောင်းချတဲ့ကစားသမားကတန်း40မကျော်ဘူးဒါကဒီခေတ်ကြီးမှာဟာတလို့တော့ဖြစ်နေဒါပေမဲ့အဲ့ဒါကအမှန်ပဲပေါ့နော်အဲ့တော့စာချုပ်တွေချုပ်တဲ့အခါမှာပြီးတော့ဒီဈေးကစားတဲ့အခါမှာ Arsenal ရဲ့လိုအပ်ချက်တွေအများကြီးရှိတယ်အဲ့တော့ ရွန်ဂီယာဒီအသင်းကိုရိုမန်အီဗရာမိုဗစ်တို့လိုမျိုးဒီသူ့ရဲ့ဂုဏ်သိက္ခာအတွက်လာပြီးတော့ဝယ်ထားတာမဟုတ်ဘူးအမှန်တရားက reality ကအရှိတရားကခရွန်ဂီဟာစီးပွားရေးလုပ်နေတာဖြစ်တယ်အဲ့တော့စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက်အသင်းကဒီအောင်မြင်မှုကိုလည်းခရူးဆိုင်မယ်သူတို့ကကလေးစားလိုမျိုးဒီလက်လွတ်စပယ်မဟုတ်သူတို့ dividend တွေထုတ်နေတာမဟုတ်ဘူးဒါပေမဲ့အသင်းအောင်မြင်တယ်လေသူတို့အတွက်အကျိုးရှိလေလေတစ်ချိန်တည်းမှာသူတို့ရဲ့ financing တွေကို balance ပြအောင်လုပ်ဖို့အတွက်မှန်ကန်တဲ့ရောင်းချမှုတွေရရင်ရတယ်လို့လုပ်နေနိုင်ဖို့လိုတယ် တော့အဲ့ဒီဘိုင်းမှာအဆင်နဲ့အားနေခဲ့တယ်အန်ဒရီးယားဘာတာကဒီဆယ်လင်အပိုင်းမှာထူးကျွန်တဲ့ executive တွေကတယောက်အပေါင်းဖြစ်တယ်အဲ့တော့ဒီ point ကလည်းအင်မတန်အရေးကြီးတဲ့ point အနေနဲ့ဒါရှိနေတယ်ဒါကြောင့်မလို့အန်ဒရီးယားဘာတာရဲ့တိတ်ဆိတ်သောလှုပ်ရှားခြင်းတွေပြီးတော့သူ့ရဲ့ရောင်းချတတ်တဲ့အသက်ပညာပြီးတော့ manager ပေါ့နော် head coach နဲ့ပုံပေါ်နဲ့ manager ရင်းနဲ့ဒီ partnership အလိုဒီပခုံးတူဒီပခုံးချင်းတိုက်ပြီးတော့စွမ်းဆောင်တဲ့နေရာမှာလည်းအတွေ့အကြုံအများကြီးရှိတယ်ဆိုတော့ Andrea Butter ကိုခန့်ထားတာပေါ့နော်အဲ့တော့ဒီ Edu ရဲ့ assistant ဖြစ်ခဲ့တဲ့ ITO တို့က2ဂျွန်ပါတယ်ဒါမှ ITO တို့ကိုကြော်ပြီးတော့ပေါ့နော်ဒါ Arsenal ပြည်သက်တွေအတွက် Arsenal ရဲ့ဝင်အတွက်တော့နည်းနည်းလေးစိတ်တိခိုက်စရာကောင်းပါမယ် ITO ကတော့ဒါထွက်ခွာခဲ့ပြီပေါ့လေ ITO 2ဂျွန်လည်းဒါပေမဲ့လည်းသူတခြားနေရာမှာအောင်မြင်နေလိမ့်မယ်ပေါ့လေအဲ့တော့ ITO တို့ကိုကြော်ပြီးတော့ဘာတာကိုရွေးခဲ့တာဒီအကြောင်းတွေကြောင့်ဖြစ်တယ်အခုတော့စတင်ပြီးတော့တတိတချို့ပြသနေပြီဒါပေမဲ့တခုအာကြိုပြီးတော့ ပြောထားတာပေါ့နော်။ဒါလည်းဆိုတော့ဒီအမြဲတမ်း YouTube ပဲဖြစ်ဖြစ်စာပေရေး disclaimer တွေအရင်ထည့်ပေးနေရတယ်။ဘာဖြစ်လို့လဲဆိုတော့ညင်းနေရလို့ပေါ့နော်အရင်တေးကြတယ်။ကောင်းမွန်တဲ့ပြောင်းရွှေ့တွေသူတို့လုပ်နေတယ်။တေးကြတယ်နောက်ထပ်ဆိုးရွားတဲ့ပြောင်းရွှေ့တွေလည်းရောက်ရှိလာအောင်မှာဖြစ်တယ်။အဲ့တော့ မားတွေအမှန်တရားဒါရှိနေရပဲမလို့ transfer လို့သူမှကြိုးပြီးတော့မသိနိုင်အောင်ဒါပေမဲ့သေးကြတာကလက်ရှိအချိန်မှာသူတို့ချင်းကတ်ထားတာသူတို့ရဲ့ model သူတို့တွားနေတဲ့ strategy သူတို့ရဲ့ theory နဲ့ quality ကိုက်နေတဲ့ရှာဖွေမှုတွေလောက်ထားနိုင်တာဖြစ်ပါတယ်ဒီ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာရှိရင်ခုမှမှမှန်ပြသွားခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီ issue အပိခဲ့တဲ့တော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါနောက် video တွေမှာပြန်လည်ဆုံလေးပါမယ်ခင်ဗျာ